ိုင်းမြန်မာနယ်စပ်မဲဆောက်ခရိုင်အတွင်းကမြန်မာရွှေပြောင်းចောင်းသူចောင်းသားတွေအနေနဲ့ထိုင်းចောင်းကចောင်းသူចောင်းသားတွေနဲ့အတူပကြီးကာတွန်းဂီတနဲ့အာကစားအပိုင်းတွေမှာရင်ပေါင်တန်းနိုင်ဖို့ရည်ရွယ်ပြီးနယ်စပ်ပညာရေးအဖွဲ့အစည်းတွေကစ조사လုပ်ကင်နေကြပါတယ်။အဲ့ဒီအတွက်ចောင်းအဆင့်ပြိုင်ပွဲတွေမှာထိုင်းចောင်းနဲ့မြန်မာចောင်းသီးသန့်စီမလုပ်ဘဲပူးပေါင်းဆောင်ရွက်ဖို့조사နေတယ်လို့မဲတော်စေကန်ပရိုတက်ရှင်ဌာနဝန်ထမ်းတအူးဖြစ်တဲ့ရှမ်းရည်ဒီကိုက ဒီကနေ့ကျင်းပတဲ့ World Children Day အခမ်းအနားမှာအခုလိုပြောသွားပါတယ်။အာကျမတို့ဒီတနှစ်မှာတော့ဗောနော်ကလေးများနှစ်နေ့ကိုကျမတို့ကအရင်နှစ်တွေကနဲ့မတူတော့ဘဲနဲ့ကျမတို့ပုံစံပြောင်းပြီးတော့မှလှုပ်ဖို့တိုင်ပင်ထားပါတယ်။အဲ့ဒါကတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျမတို့အခုလက်ရှိထိုင်းနိုင်ငံဒီဘော်ရာအတက်ခိုင်မှာရှိတဲ့ထိုင်းကျောင်းနေနဲ့ကျမတို့ migrate ကျောင်းနေနဲ့ပူးပေါင်းပြီးတော့မှလုပ်မယ်ဗောနော်။အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ကျမတို့ဒီစာပေအမှုပညာရင်ကျေးမှုအပိုင်းနေပါတယ်။ အာကစားတွေပါတယ်လက်မှုပညာတွေပါတယ်အဒီဂီတာနဲ့ပတ်သက်တဲ့အပိုင်းတွေအများကြီးပါတယ်ပေါ့နော်ကျမတို့ကအရင်နှစ်တွေလို့ထိုင်းကျောင်းတက်တက်မြန်မာကျောင်းတက်တက်လောက်တာမျိုးမဟုတ်တော့ဘဲနဲ့ထိုင်းကျောင်းနဲ့ကျမတို့တက်နိုင်တဲ့လောက်ထိုင်းအဖွဲ့အစည်းတွေနဲ့လည်းပူပေါင်းလှုပ်ဆောင်လို့ရအောင်ကျမတို့ဒီနှစ်မှာလုပ်ဖို့တော့တွေးထားတာမျိုးရှိပါတယ်ရှင့်ဒီနေ့ပြုလုပ်တဲ့အခမ်းအနားမှာတော့ရွှေပြောင်းစာတင်ကျောင်းတွေကရေးဆွဲထားတဲ့ပကြီကာတွန့်ကပြအမှုပညာတွေကိုပြသခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာသဒ္ဒထဆုစုခူးရရှိခဲ့တဲ့ New Society ចောင်းကចောင်းသူ Henry Dorzelin ကတော့သူရေးဆွဲခဲ့တဲ့ပကြီကအကြောင်းကိုအခုလိုပြောပါတယ်။ဟောသဒ္ဒထဆုရခဲ့။ပကြီရဲ့မှာဆိုစိတ်နဲ့ပြောကိုရဲ့ဖြစ်နေတဲ့ဟာကိုတိတိကျကျဆွဲရတယ်။အခါတော့ဘာမဟုတ်ဘာကိုကစိတ်ကူးရနေတာအဲ့လိုလေ။သမီးစိတ်ရဲ့အရန်လှောက်ရှားရတယ်။တမယာချင်းနေနဲ့ ဒီလိုမတွားရလဲကြာတော့ကိုဘာပြောမလဲမသိอืมအတက်ချီွားလို့ရှင်ဆောက်ဆာ調査ပြောဆောင်းမွေးအောင်ပြီပြောအဲ့ဟာရဲရရှိလို့ super agent လို့မလို့ချင်တာနေ့ကျင်းပတဲ့ wall chain day အခမ်းအနားအတွက် BMTA BMWEC နဲ့ HWF မိဖက်အကြောင်းအလုံး60ကျော်ကဝင်ရောက်ရှင်ပြန်ခဲ့ကြပြီးအဲ့ဒီအထက်ကအကြောင်း20ကျော်ကစုရရှိသွားကြတာဖြစ်ပါတယ်။အဲ့ဒီနောက်အဆင့်ဆင့်ပြန်လဲရွေးချယ်ကစုရအကြောင်းသူအကြောင်းသားတွေရဲ့လက်ရာတွေကိုပကြီးပြခန်းမှာခင်းချင်းပြသပြီးရန်ပုံငွေအဖြစ်ရောင်းချနေပါတယ်။ဒါအပြင်နေဆက်ပညာရေးအဖွဲ့အစည်းတွေဟာ မြန်မာရွှေပြောင်းចောင်းသူចောင်းသားတွေရဲ့စာပေဂီတအမှုပညာကိစ္စတွေမှာထိုင်းចောင်းနေတဲ့ရင်ပေါင်တန်းနိုင်ဖို့အတွက်ဆက်လက်ပံ့ပိုးပေးသွားမယ်လို့သိရပါဗျ။